တန်တိတ်သပိတ်မှာပါဝင်တဲ့ဈေးတွေတွေကိုနောက်ရက်တွေမှာဈေးအောင်ချခွင့်မပေးဘူးဆိုပြီးဒီဇင်ဘာ9ရက်နဲ့10ရက်ဒီနေ့မနက်ပိုင်းမှာစစ်ကော်မရှင်လက်အောက်ခံရန်ကုန်မြို့စီပင်ဝန်ထမ်းတွေကလိုက်လံချိန်ချောက်ပြောဆိုနေတယ်လို့တင်ပြရှိပါတယ်။ဒီလိုချိန်ချောက်မှုတွေကြောင့်ဈေးတွေအများစုကတော့ကုန်ပစ္စည်းအနည်းငယ်လောက်နဲ့ဆိုင်တွေကိုခင်းကျင်းထားရတယ်လို့ဈေးတွေကပြောပါတယ်။ မနက်ကတော့တဆေးကိုတပ်ပုံတွေလာရိုက်တယ်တပ်ပုံကတော့နေတိုင်းသူတို့လာနေကြအချိန်ပေါ့လာနေကြအချိန်လာပြီးလမ်းဘေးဈေးတွေကိုရိုက်နေကြတိုက်နေကြပဲဒီမနက်ကျတော့ဒီနေ့မထွက်တဲ့ဈေးတွေကိုနောက်နေ့တပ်ပုံတွေရိုက်ပြီးနောက်နေ့လာထွက်ဖို့ခွင့်မပြုဘူးဆိုပြီးတော့ပြောသွားတယ်ပေါ့သူတို့စည်ရင်းတွေလည်းလှုပ်ထားတယ်သူတို့စည်ရင်းတွေလှုပ်ထားတယ်နောက်နေ့လာမထွက်ဖို့ဆိုပြီးပြောသွားတယ်နောက်နေ့တော့အဲဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုလာအောင်လဲတော့မသိဘူးပေါ့ တချို့ကလည်းဖွင့်နေဒါပေမဲ့ပစ္စည်းနည်းတော့ပစ္စည်းနည်းနည်းပဲတိုက်တာပေါ့ပစ္စည်းနည်းနည်းတိုက်တဲ့ကုန်းနဲ့သိမ့်နဲ့ပြန်နေဆိုတော့ပုံပေါ်ညီမရဲ့အမားတို့လည်းဒီနေ့တန်းကားတွေနည်းနည်းပဲတိုက်တယ်ဟိုဘယ်လိုပြောမလဲတချို့သေးသေးလေးကြတော့လေအဲ့တချို့သေးသေးလေးကြတော့လေလာမဖွင့်တဲ့သေးသေးလေးဆိုတော့လာမဖွင့်ဘူးပေါ့အဲ့လာဖွင့်တဲ့သေးသေးလေးကြတော့လေအချင်းချင်းလက်ကျိတ်ထိုးပြီးတော့ဟိုအချင်းနေကြည့်ပြီးတော့သိမ့်ရတာပေါ့သိမ့်ရတာပေါ့ရတဲ့နီနီတာရတဲ့နီတင်းတင်းတော့ပါဝင်ရတာပါပဲညီမရဲ့ ဒါပြင်ဒီကနေ့မှမဖွင့်တဲ့ဆိုင်တွေကိုစီပင်သားရရေးသို့မဟုတ်တည်ဆဲဥပဒေတစ်ခုခုနဲ့အရေးယူနိုင်ဖို့မင်းကြီးများထံတင်ပြပြီးကြိုတင်စီစဉ်ဆောင်ရွက်သွားဖို့ဆိုတဲ့လမ်းညွှန်ချက်လေးရှိနေတယ်လို့ထရီအုံးနဲ့နီးစပ်တဲ့အတိုင်းဝိုင်းထံကသိရပါဗျ။ဒါပေမဲ့ပုံမှန်လေပတ်နေတဲ့ဆိုတဲ့အခြေအနေကိုကဘာကိုပြကျင်နေတဲ့စေအုပ်စုရဲ့ရည်ရွယ်ချက်ဟာဒီကနေ့မှအရာမြောက်ခဲ့ဘူးလို့ရန်ကုန်မြို့ကန်တွေကဆိုပါတယ်။ကွာခိုင်းတဲ့ပုံမှန်ပြီးတော့ပို့ပြီးတော့စိတ်ဆက်ကြီးရောလှူရှားသွားလာမယ်နည်းနေ အဲဆိုရင်ပုံမှန်ချင်းကြီးဆိုရင်လောက်ရှားမှုများတယ်ဝဲသူများတယ်အခုဆိုဝဲသူမပြောနဲ့လူရဲ့ရိတ်ချင်နေတာမတွေ့ရတော်တော်လေးကိုရက်ဆိုင်တိတ်ဆိတ်နေတကယ်ငိမ့်တတ်တယ်ဆိုင်ချင်းတွေကလည်းနည်းနည်းလေးပြီးသွားတာကဝဲသူမထွက်လာတော့အဲဆိုဒီချိန်ရောက်မဲ့လင်းမြက်ကကြာတာဒါနဲ့ဝမ်းသာပါတယ်ခန်းကြီး ဒီအခုနေနေဆက်ဆော့ဖိတ်အချိန်ဒီ7နှစ်နေ7နှစ်တိကိုအပြန်ကြသေးတယ်လေတော့တူပေါ့ရှိလိုက်တင်းလိုက်ပေါ့အကုန်လည်းလောပြန်ပေါ့ဒါပေမဲ့အခုကပုံမှန်ချက်ဆုံးဆုံးအောင်လားဆုံးပေါ့ပျားမှုလေးတင်းနေတင်းနေဟိုဟန်ပြရောင်းနေကရောင်းရတာပေါ့မရောင်းလည်းပြောခံအောင်ပါလေဒါကအဲ့လိုလေးလေပိချာလေးထွက်မပြနိုင်ပါနဲ့နေတတ်စွာနဲ့တော့လောရှားမှုလေအားလုံးကလက်ခံချင် ဆေယုစုဘက်ကအကြက်ကင်ဖိအားပေးနေတဲ့ဂျားကရသလိုပါဝင်နေကြတာဖြစ်တဲ့အတွက်ဒီကနေ့မှလည်းအလုံးကညီညီပါသေးရဲ့လို့ရန်ကုန်မြို့ကတူကပြောပါရယ်ချင်းချောက်မှုတွေဂျားကတချို့ဈေးတွေဟာနက်နက်ဆယ်နာရီကစလို့ပစ္စည်းတွေကိုစတင်သိမ်းဆီးပြီးပြန်ကြတဲ့သူတွေရှိသလိုတချို့ကလည်းအယောင်ရက်ပြီးဆိုင်ကိုဟန်ပြဖွင့်ထားတာကိုလည်းတွေ့ရပါရယ် ီဇင်ဘာ10ရက်နေ့ကအပြည်ပြည်ဆိုင်ရာလူခွင့်ရင်းနေလဲဖြစ်ပြီးဒီကနေ့နနက်10နာရီကစလို့မွန်းလွဲ3နာရီထီကိုဆေးအာနာရှင်ကိုစန့်ကျင်ကြသူတက်ကြွလှူရှာသူတွေတော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေဟာအတန်တိတ်တပိတ်နှီးမျိုးစုံနဲ့ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်